ပြောမယ်ဆိုဗျာတဘောကတင်မလားဖန်သားပြင်ကို ကြည်နေရတယ်လို့မျိုးထောက်ချင်းပေါက်ထိုးပေါက်မြင်ရတယ်ပေါ့နော်အဖန်နေဖန်နေကိုကြည်ရင်ねခင်မီရင်းနှီးသွားစေခြင်းねဆိုတဲ့တဘောမျိုးပြောပြောမယ်ဆိုဗျာသူကဖန်ဆိုတဲ့တဘောကကြည်လင်နေပြတ်သားတယ်ဆိုတဲ့တဘောပေါ့နော်တုံးရင်တုံးရင်ねသိရမလားထောက်ချင်းပေါက်ချင်လာတဲ့စိတ်တွေတို့ဖန်နေကိုခင်းချင်လာတဲ့ဆိုတဲ့စိတ်တွေတို့အဲ့ဒါမျိုးတွေကိုပေါ်လာစေခြင်းねတဘောသူတို့ရဲ့ branding ကိုအဲ့လိုမျိုးတိဆောက်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ brand ဆိုတာက brand ဖြစ်ဖို့ပဲလိုပါတယ်လို့ခင်မင်ရင်းနှီးစွာနဲ့ပဲလူကြီးမင်းတို့ကို share ပေးလိုက်ပါတယ်ခင်ဗျာ Okay iOS အသစ်ထွက်ပြီဒါပေမဲ့ iOS 19ဆိုပြီးတော့မဟုတ်တော့ဘူး iOS 26ဆိုပြီးတော့ဖြစ်သွားတယ်မနစ်ကတော့က WWDC မှာ Apple Intelligence ကိုကြီးညာပြီးတော့တကယ်တမ်းမှာတော့ထင်ထားသလောက်ကြီးသူတို့ဖြစ်မလာတဲ့အခါကျတော့ Apple အတွက်ဒီနှစ်မှာတော့နာမည်ကိုပြန်အဖက်ဆယ်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်လာတယ် ဒီနှစ် WWDC မှာလည်း Apple Intelligence ကိုအရင်နှစ်ကလောက်အမွှန်းတင်တာမျိုးမဟုတ်တော့ပေမဲ့သူကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ကတော့ထည့်ပြောသွားသေးတယ်။အပြည့်တော့သူကနာမည်ကို uniform ဖြစ်သွားအောင်ပေါ့နော်။မှန်အားလွယ်အောင်လို့ထုတ်တဲ့ခုနှစ်အတိုင်းအကုန်ပေးမယ်ဆိုတဲ့ rumor ကလည်းထွက်ထားတဲ့အတိုင်းမှန်တယ်။အခုဆိုလို့ရှိရင် iOS ကလည်း26ဖြစ်သွားတယ် macOS ကလည်း26 iPad OS 26 TV OS 26 Watch OS 26 Vision OS 26 အကုန်လုံး26ကြီးပဲမှတ်ရတာလွယ်သွားစီတယ် အဲ့ဒီထဲမှာမှ macOS 26ကတော့ top host ရဲ့နာမည်လေးနဲ့ထွက်လာတယ် major UI design changes ဖြစ်သွားတယ်ဆိုတာလေမှန်တာပဲဒါလေ iPad သမားတွေအတွက်လည်းပျော်စရာသတင်းတွေအများကြီးပါသလို Mac user တွေအတွက်ကလည်း Spotlight ကဒီ Raycast လိုမျိုး powerful ဖြစ်လာတာမျိုးတွေတွေ့ရမယ်ဆိုတော့ဘာရောတခြားပြောင်းလဲချက်တွေရှိမလဲအဲ့ဒါတွေကိုအသေးစိတ်ပြောပြမယ် Okay TVH စပ်စနေကြိုးစားပါတယ်ဒီနေ့ အမ်အစ်စ်အဲဒီမှာအကုန်လုံးအတွက်အရေးပါတာကတော့နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ပုံပြောင်းတာရယ်ဖန်နဲ့တူသွားတာပေါ့နော်အဲ့ဒါရယ်ဒုတိယတစ်ခုကတော့နာမည်ပြောင်းတာရယ်ပြောရရင် Apple ရဲ့ဒီ Liquid Glass ဆိုတဲ့ UI design changes ကတော်တော်လေးကိုအရေးပါတဲ့ changes စဉ်းစားကြည့်လိုက်ရင်ဒီလိုမျိုး UI design changes ကြီးကြီးမားမားလောက်တာကိုကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့ရတဲ့ခုနှစ်က2013ခုနှစ်တုန်းကเนาะကျွန်တော်10ရက်ပြီးပြီးချင်းလောက်မှာတို့တို့ဒါနောက်ဆုံးပြောင်းခဲ့တာ I was 7မှာပေါ့နော်အဲ့ဒီနောက်ပိုင်းလုတ်ခဲ့တဲ့ changes တွေကအရင်ကြီးကြီးမားမားမဟုတ်တော့ဘူး wallpaper အစ်စ်လေးတွေထွက်လာတာတို့ theme လေးတွေနည်းနည်းပြောင်းတာ icon လေးတွေနည်းနည်းပပလေးပဲပြင်ပြီးတာတို့အဲ့ဒါမျိုးပဲတွေ့ရတာအခုတစ်ခေါက်ကကြတော့သူတို့က philosophy တခုလုံးကို change လိုက်တာပေါ့နော် design changes တော်တော်ကြီးတယ်အဲ့လိုမျိုး change သွားပေမဲ့လေတဲ့เนาะ user တွေအနေနဲ့ရင်းနှီးပြီးသားလို့ပဲခံစားရစီမှာပါလို့တော့ Apple ကပြောတယ်ကျွန်တော်တော့မထင်ဘူးထိပ်ပြီးတော့ကျွန်တော်ကြီးကြီးရတဲ့လောက်မှတိတ်မရင်းနှီးနေတော်တော်ကြီးပေါ်ပြောင်းလဲကြီးလွန်းနေပါတော့ အခု change တော့တဲ့ဒီ design ကအရင်ဒီ vision os ကနေပြီးတော့ရတဲ့ experience ကိုသူက digitally ပြန်ရအောင်လုပ်ထားတယ်လို့ပြောတယ်။ဒါလည်းကျွန်တော်ခံမှန်းနေတာမှန်တယ်ပေါ့နော်။အ vision os ရဲ့ပုံစံက apple ရဲ့ ui design ပုံစံနဲ့ကွဲထွက်နေတယ်။ဒီဟာက apple ရဲ့တခြားသော device တွေပေါ်မှာလည်းရောက်လာမှာပဲလို့ကျွန်တော်ထင်ခဲ့တာ။ဆိုတော့အထားကြလားလို့မင်းရင်တော့အထားတော့တကယ်တော့ကြတယ်ပေါ့နော်။မနော်အမ် icon နေ button တွေကရုပ်တရက်ကြည့်လိုက်ရင်တော့အရင်တုန်းကအတိုင်းပဲလို့ထင်ရကောင်းထင်ရနိုင်တယ် ဒါပေမဲ့အရင်ကလိုလုံးဝမဟုတ်တော့ဘူးပြောရရင်သူကရေတင်နေတဲ့ဖန်သားပြင်ကိုကြည့်နေရတဲ့ခံစားချက်မျိုးလေးရတယ်အာဖန်လေးမှမှသူကဖန်လုံးလုံးလေးပေါ့သိမလားထောင်လုံးလုံးလေးအဲအဲ့လိုအဲ့လိုခံစားချက်မျိုးရတယ်ပြောရရင်ဒီ app icon တွေ wallpaper တွေ content တွေအဲ့ဒီကနေထွက်လာတဲ့အလင်းတွေ shape တွေအဲ့ဒါတွေကဒီဖန်သားပြင်ပေါ်မှာဘလို့ကြလဲအလင်းကဘလို့ရိုင်းလဲဘလို့ interact လုပ်လဲဒါတွေကို reference ယူပြီးတော့လုပ်ထားတာလို့ပြောတယ် navigation လုပ်လို့ရွေ့သွားလို့ရှိရင် तू อ่ะအရေးပုံစံမျိုးလေး fluid ဖြစ်ဖြစ်လေးလိုက်ရွေ့တယ်ပြီးတော့ visual ဘိုင်းမှာလည်းရေစက်တွေကိုလက်နဲ့ထိလိုက်ရင်ဖြစ်သွားတဲ့ပုံစံလေးတွေအာတို့နေရာတကာမှာလှုပ်ပြီးထားတယ်ပေါ့နော် dial ဒီ slider တွေအဲ့ဒါတွေအကုန်လုံးမှာအဲ့ဒီ look ကိုပေးထားတယ် visually ကြည့်ရတာတော့လှပေမဲ့ usability ဘိုင်းမှာကတော့ဘယ်လိုနေမလဲဆိုတာတော့စမ်းသုံးကြည့်မှရလိမ့်မယ်ကျွန်တော်တို့ developer ပြီးတာမတင်ရသေးဘူးမှုမှန်နေပြောတာအဲ့ဒါတင်လိုက်လို့ရှိရင် bank application တွေကလည်းတုံးလို့မရတော့ဘူးကျွန်တော်ထင်တာကတော့ ဆက်ဆက်သုံးသုံးချင်းမှာတော့ကြောင်ကနိုင်ငုံနိုင်မှာအမကြိုက်တဲ့ဘက်မှာလူတွေကများလိမ့်မယ်ပေါ့နော်နည်းနည်းခေါင်းကိုက်ဆရာလေးတွေရှိတယ်တခုခုကိုမြင်လို့ရှိရင်ရှင်းနေအောင်ထင်းနေအောင်မမြင်ရတော့တာတော့တည်ကြတယ်အာ foreground နဲ့ background နဲ့ separation ကအရင်ကလောက်မရှိတော့ဘူးနောက်ခံကဟာတွေကိုမြင်နေရတယ်ပေါ့အဲ့ဒါမျိုးကြီးကနည်းနည်းတော့စားတယ်ဒါတွေက apple ပြန်ပြင်မယ်ဆိုရင်တော့ဖြစ်ဖြစ်ချင်းပြန်ပြင်နိုင်တာပေါ့ဒါပေမဲ့ပြဿနာက apple ကို light တူပြီးတော့ထုတ်မဲ့ android ဘက်ကကောင်းငယ်လေးတွေအတွက်ကကျတော့တော်တော်လေးခွာကြသွားနိုင်တယ် ခိုးတော့ခိုးချတာပဲเนาะအကောင်းနေခိုးချတာမျိုးမဟုတ်ဘဲနဲ့အဆိုးတွေခိုးချလာတယ်ဆိုတော့အကွက်မျိုးဖြစ်သွားနိုင်တယ်ပြီးတော့ဒီ design ကဒီ iOS တစ်ခုတည်းအတွက်ကိုပဲဖြစ်မှာမဟုတ်ဘူး Apple software platform တွေအကုန်လုံးအတွက်မှာဒီ design language ကိုအကုန်လုံးပြောင်းသုံးမယ်ဒါလည်းတော့မိုက်တယ်ပေါ့เนาะဘယ် Apple device ပဲသုံးသုံး consistent ဖြစ်တဲ့ဖန်သား look လေးရမယ်ပေါ့ ပြီးတော့ဒီကောင်လေးက reactive လည်းဖြစ်တယ်ဒါ lock screen မှာဆိုလို့ရှိရင်ဒီ design က depth ရှိတယ်လို့ပုံစံမျိုးလေးထွက်တယ်ရုပ်ကြွတယ်ဗောနော် lock screen ကိုဖွင့်လိုက်တိုင်းမှာ home screen မှာ app icon လေးတွေကမတိမတားလေးလှုပ်စီလှုပ်စီလေးဖြစ်သွားတာမျိုးလေးတွေအဲအဲ့လိုမျိုးလေးတွေကသဘောကျစရာကောင်းတယ် screen မှာခလုတ်တွေဆိုလို့ရှိရင်လည်းမလွန်ရင်ပျောက်နေမယ်လိုတော့မှပေါ်လာမယ်အရင်ကလိုမျိုးလေးတောင်ဆန်းဆန်း design တွေအစားအခုနေရာတိုင်းလိုလိုမှဝိုင်းပုံစံတွေဖြစ်သွားမြင်အပြင် သူကဥပမာအဖြစ် dog တွေပါလို့ဆိုလို့ရှိရင်အရင်တုန်းကအောက်မှာအပြည့်ထားတယ်ဗျာအခုကကျတော့အပြည့်ကြီးမဟုတ်တော့ဘဲနဲ့ floating ပုံစံမျိုးလေးတွေပြောင်းထားတယ်ပြောရင်ပို့ပြီးတော့ minimal ဖြစ်သွားတဲ့ design ပါနော် web browsing လုပ်တဲ့အခါဆိုလို့ရှိရင်လည်း search bar တွေတခြား option တွေကအာကိုကြည့်နေတဲ့ content တွေကိုလာမပိတ်တော့ဘူးကိုမသုံးရင်ကြုံသွားမယ်ကိုသုံးချင်တော့မှပေါ်လာမယ်ဒါလေးကထားကြတယ်ကစားချပြီးတော့လိုက်ရွှေ့တဲ့အခါမျိုးမှာမြင်ရတဲ့ဒီ magnification water drop effect ကြီးကလည်းမိုက်တယ်။တကယ်ကို screen ပေါ်မှာရေစက်လေးတွေတင်နေတယ်လို့မျိုးပဲ ပြောရရင် animation တွေကလည်းဒီကောင်ရဲ့နာမည်တွေအတိုင်းလုံးဝ fluid ဖြစ်ဖြစ်နဲ့ကြည့်ရတာမျက်စိပဓာသာတော့ဖြစ်တယ်။အဲတစ်ချိန်တည်းမှာပဲမျက်စိလည်းနောက်စီအကောင်းတယ်။ဘယ်တန်နေပဲမဟုတ်ဘူး app icon တွေ widget တွေဆိုလို့ရှိရင်လည်းအဲ transparent design တွေထားခြင်းထားလို့ရတယ်။ transparent design ဆိုပေမဲ့လို့ဟိုဘက်ဒီဘက်ကိုလုံးဝကြီးထုတ်ချင်းပေါက်ကြီးမြင်နေရတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ phone screen ပေါ်မှာ pandemic လောက်ထားတဲ့ icon တွေ UI တွေအဲအဲ့ဒါမျိုးတွေကိုတုံးနေရတဲ့ခံစားချက်မျိုးမြင်အောင်ဖြစ်အောင်ခံစားရအောင်တို့လုပ်ပေးထားတယ် Android ဘက်မှာကိုကြိုက်တဲ့ app icon ကိုပြောင်းလို့ရတယ်ဆိုတာဟိုးပဝေသနီကလေးอ่ะဆိုပေမဲ့ဒီကောက်တော့တော့ refine မဖြစ်ဘူးပေါ့เนาะ iOS ကတော့နည်းနည်းပို့ပြီးတော့ refine ဖြစ်တယ်လို့ခံစားရတယ်ဒီ iOS 26ကကျွန်တော်အခုပြထားတဲ့ list တွေထဲက iPhone တွေမှာ update လုပ်လို့ရမယ် tenness ကတော့မပါတော့ဘူးပေါ့เนาะတခြားသောသေးသေးမွမွတွေလည်းအများကြီးပြောင်းလဲသွားတာတွေလည်းရှိတယ်ဥပမာအဖြစ် iMessage မှာဆိုလို့ရှိရင် feature တခြား အစ်စ်ကလေးတွေထည့်ထားတာတို့နော်ဥမာ group chat မှာ voting ခေါ်တာတို့ပါတို့အာဒါမျိုးတိတိလေးတွေထည့်ပေးထားတယ်မြန်မာနိုင်ငံလူတွေကတော့တိတ်မတုံးဆိုတော့ကျွန်တော်ဒါတော့အများကြီးမပြောပြတော့ဘူးပေါ့နော်အာဖုန်း app မှာဆိုလို့ရှိရင်လေ UI လေးယောက်တည်းပုံစံပြောင်းနေဖုန်း app ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ကိုကအခေါ်အများဆုံး favorite လုပ်ထားတဲ့သူတွေကထိတ်ဆုံးမှာပုံနေမယ်ပြီးရင်လက်တလောခေါ်ထားတဲ့ list တွေနဲ့ဒီ voice me တွေကိုအောက်မှာတခါတည်းပြပေးထားမယ်အဲပြီးတော့ feature အသစ်အနေနဲ့က call screening ဆိုတဲ့ feature ပါလာတယ် ကိုမသိတဲ့ဖုန်းတွေပါတွေခေါ်လာပြီဆိုလို့ရှိရင်ကိုစီကိုဒီကောင်ဖုန်းကတိုက်ရိုက်မရောက်တော့ဘူးဒီကောင်က ring tone မမြည်သေးဘဲနဲ့ auto ကင်ပေးလိုက်တယ်တစ်ဖက်လူကိုနာမည်ဘယ်သူလဲအာမင်းဘယ်သူလဲဘယ်အကောင်လဲအဲအဲ့ဒါမျိုးရင်မေးလိုက်မယ်ဘာကြောင့်ဆက်တာလဲအဲအဲ့ဒါတွေကိုပြောပြလိုက်မယ်ပြောပြလိုက်ပြီးတော့မှကိုစီကို iPhone ကိုလွှဲပေးမယ်ပြောမယ်ဆို assistant တယောက်ကိုကင်ခိုင်းထားတဲ့သဘောမျိုးပဲပေါ့ဆိုတော့ကိုစီကိုဖုန်းဝင်လာတဲ့အချိန်မှာကိုရဲ့ဖုန်း screen ပေါ်မှာဘယ်သူလဲဘာကိစ္စနဲ့ဆက်တာလဲဆိုတာကို text နဲ့ပြပေးတယ်ကင်ခြင်းကင်မကင်ခြင်းနေပေါ့အဲဒါအရင်က pixel ဖုန်းတွေမှာပါတယ်ပေါ့နော်အခုကတော့ iPhone မှာပါစပြီးတော့ပါလာပြီ ပြီးတော့ဒီ Google ရဲ့ hold for me လို့မျိုး call တွေကို hold လုပ်ပေးထားတဲ့ hold assist လည်းဒီကောက်မှာပါလာတယ်။ပါလာတာကနောက်ကျနေပြီဆိုပေမဲ့တခြားသော feature အသစ်တစ်ခုလည်းရှိသေးတယ်။အဲ့ဒါက call live translation feature အာ language တော့မများလဲရတယ်ဒါပေမဲ့ညှော်မနေနဲ့မြန်မာလိုကတော့မရဘူးပြီးဒီ feature က Samsung နဲ့ Google တို့ဘက်မှာလည်းရတာတော်တော်ကြပြီဆိုတော့တကယ်ထွက်လာပြီဆိုလို့ရှိရင်တော့ဘယ်ဟာပိုကောင်းလဲဆိုရယ် comparison ကအဲ့ခါမှာလုပ်ကြည့်လို့တော်တော်ကောင်းမဲ့ feature ပဲ အထိုင်းမှာနေတဲ့သူပေါ့နော်ကျွန်တော်တို့လိုလူမျိုးဆိုလို့ရှိရင်အာခမင်းမှာလည်းထိုင်းလိုပြောတယ်အပစ္စည်းလာပို့လည်းထိုင်းလိုပြောတယ်ထိုင်းလိုကအမြဲတမ်းပြောနေရတာပဲဆိုတော့ဒီ live translation feature ကထိုင်းစာကို support လုပ်ပြီးမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝကတော်တော်လေးကိုအဆင်ပြေသွားလိမ့်မယ်အဲဒါမှထိုင်းစာကိုလောလောဆယ် support လုပ်မလို့ကမသေးကြသေးဘူးပေါ့နော် Apple ဘက်က support တဲ့ language တွေကိုတခြား confirm ပြီးတော့မှပဲကျွန်တော်သိရလိမ့်မယ်။ရဖို့ chance ကတော့များပါတယ်။အရင်တုန်းကလည်းထိုင်းရဲ့ voice translation ပါညာရပြီးသားတွေပဲ Apple Music သုံးတဲ့သူတွေအတွက်ကလည်း live translation တို့ lyrics pronunciation တို့အလို feature တွေပါတယ်။ Apple Intelligence ကိုသုံးပြီးတော့တခြင်းတစ်ပုဒ်ကနေတစ်ပုဒ်ကိုပြောင်းတဲ့အခါမှာ seamless ဖြစ်ဖြစ်နဲ့ပြောင်းပြီးတဲ့ feature တွေတို့နော်။အဲ့ဘမ်ကာဗာမှာဆိုရင်လေ animation လေးတွေနဲ့ဖြစ်သွားတာတော့ဒါလေးတွေကမိုက်တယ် ပြီးတော့ဒီ Android ဘက်ကပေါ့နော် circle to search လို့ပုံစံမျိုးကိုဒီကောက်မှာထည့်ပေးလာတယ်ဒါအရင်လုံးကရှိနေပြီးသား visual intelligence ပဲအဲ့ဒါမှမအရင်လုံးကဆိုဓာတ်ပုံမဲ့ရိုက်လို့ရတာအခုကကြတော့ကို phone screen ပေါ်မှာမြင်နေရတဲ့ဟာကိုပါကြည့်လို့ရတယ်ပေါ့အာ screen shot ရိုက်လိုက် screen shot ရိုက်ပြီးသားလို့ရှိရင် Apple intelligence မှာမေးလို့ရတယ်ပေါ့အာပြောမယ်ဆိုရင်တော့ Android ဘက်ကလောက်ရတဲ့ step တွေထက်တော့ပိုများတယ် user experience အရာကတော့ Android ကဟာကိုပိုသဘောကျတယ် ဆိုတော့အာ Apple Intelligence အကြောင်းလေးဆက်မယ်ပေါ့နော်ဒီနှစ်မှာလည်း Apple ရဲ့ Intelligence ကညံအများကြီးကောင်းလာတာမျိုးမရှိသေးဘူးအရင်ကလိုပဲ Live Translation မှာ language လေးနည်းနည်းလေးပုံများလာမယ်ခုနဒီနာတိ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 လေးတွေ improvement လေးတွေရှိမယ်ဒါမျိုးပဲတချို့သော feature တွေကို on device သုံးလို့ရမယ်လို့ပြောထားတယ်ဒါပေမဲ့လည်းဒီကောင်းရဲ့ပြိုင်ဘက် Galaxy AI လောက်တောင်မှလောဆယ်မှာစိတ်ဝင်စားစရာမကောင်းဘူးလို့ခံစားရတယ်ပါတဲ့ feature တော်တော်များများပြိုင်ဘက်တွေမှာပါပြီးသားကောင်းနေ Samsung ရဲ့ Galaxy AI ဆိုရင်ဘယ်လောက်တောင်ကောင်းလဲဆိုတော့ခင်ဗျားတို့လည်းသိပြီးသားပဲ Apple ကအခုမိတ်ဆက်သွားတဲ့ feature တွေကထွက်နေပြီးသားကောင်းနေထက်ပိုကောင်းအောင်လုပ်နိုင်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှ impressive ဖြစ်စရာကောင်းမှာပေါ့အခုကတော့ Apple Intelligence ဆိုတော့ impressive ဖြစ်စရာလေမြန်မာစစားမရှိဘူးဒါတော့စောင့်ကြည့်ရမယ့်အပိုင်းပေါ့ Okay ဆိုတော့အခုမိတ်ဆက်သွားတဲ့အထက်မှာကျွန်တော်အနေနဲ့အသုံးဝင်ဆုံးနဲ့ major အဖြစ်ဆုံးလို့ထင်တာကတော့ iPad OS ပဲ iPad OS 26ပေါ့ iPad တွေမှာ M series Apple Silicon တွေထည့်ပေးထားရတဲ့ဒါနဲ့ software limitation ကြောင့်အတောင်ကျိုးနေတဲ့ငှက်ငယ်လေးလိုဖြစ်နေတာပေါ့နော်အဲ့ဒါတော်တော်ကြာပြီ iPad OS 26မှာကျတော့ multitasking system ကိုပိုကောင်းအောင်လုပ်ပေးလိုက်တယ်ပြီးတော့ files ကောင်းကောင်းကိုလည်းထည့်ပေးလိုက်တယ်ဆိုတော့ MacBook replacement အနေနဲ့အတိုင်းအတာတစ်ခုအထိအစားထိုးလို့ရလာပြီနော်အဲ့လိုမျိုးအစားထိုးလို့ရလာပြီရလာပြီပြောတာလေတော်တော်ကြာပြီအဲ့လိုပြောပြီးတော့မရတာလေတော်တော်ကြာနေပြီအဲဒါပဲเนาะ ပိုကောင်းတဲ့ဘက်ကအရွေးပေါ့ multitasking အတွက်ကို Apple ကလုပ်ပေးထားတဲ့ပုံစံတွေကတော်တော်ရှင်းတယ် app တစ်ခုဖွင့်လိုက်မယ်ဆိုလို့ရှိရင် down လေးမှာ windows ကို adjust လုပ်ရမယ့်နေရာလေးပါတယ်အဲ့ဒါကို swipe လုပ်လိုက်ပြီးတော့ကိုယ့်ရဲ့ app ကိုကိုယ်စိတ်ကြိုက် size နဲ့ကိုယ်စိတ်ကြိုက်နေရာမှာတွားထားထားလို့ရတယ်ပြီးရင်နောက်ဒီ app တစ်ခုကိုဖွင့်လိုက်ပြီးရင်နောက်ထပ် app တစ်ခုကိုထပ်ဖွင့်အဲ့လိုပြန်လုပ်အဲအဲ့လိုမျိုး app နှစ်ခုလုပ်လို့ရမယ်ဆိုတာမျိုးကိုသူတို့မကန့်တတ်ထားဘူး display နေရာဆန်တဲ့လောက်ဖွင့်လို့ရတယ်ဆိုတဲ့သဘော တကယ်လို့ကိုကဂျူအဝင်းဒိုးသုံးနေတယ်ဆိုလို့ရှိရင်လေဝင်းဒိုးကိုကင်လိုက်ပြီးတော့ဘေးကိုဖလစ်လုပ်လိုက်အဲ့ဒါဆိုရင်ဘက်ကညာကအဲအဲ့ဒါမျိုးအလွယ်တကူလုပ်လို့ရတယ်ဝင်းဒိုးဆိုက်ကိုချိန်တာကလည်းအလဲရ handle လေးကိုကင်ပြီးတော့အလွယ်တကူပဲချိန်လိုက်လို့ရတယ်နောက်ထပ်မိုက်တာက track pad နဲ့သုံးမယ်ဆိုလို့ရှိရင် mouse pointer က proper mouse pointer ဖြစ်သွားပြီပို့ပြီးတော့ accurate ဖြစ်သွားတယ်အဲ့ဒါလေးနဲ့ဒီ down လေးရအဆက်လေးတွေကို hover လုပ်လိုက်ရင် close minimize maximize button တွေကို mac မှာအတိုင်းမြင်ရမယ်ဖိထားလိုက်လို့ရှိရင် mac က quad window split ဘာညာလိုမျိုး လေးခုတွေပါတွေဖွင့်ရင်လည်းဖွင့်လို့ရတယ်။ Stage Manager နဲ့ဖွင့်ထားတဲ့ Windows တွေကို manage လုပ်လို့ရတာလည်းမိုက်တယ်။ပြီးတော့ Mac မှာလိုမျိုး PDF တွေပုံတွေကိုအလွယ်တကူအလွယ်ပြင်လို့ရတဲ့ preview လေးတွေပေါ့နော်။အဲအဲ့ဒါလေးတွေပါလာတယ်။ဒါက iPad နဲ့ PDF တွေကိုခဏခဏဆိုင်းထိုးရတာမျိုးပါမျိုးအဲအဲ့လိုမျိုးတွေမှာတော်တော်အသုံးဝင်နိုင်တယ်။ပြီးတော့ folder တွေကိုလည်း Dock မှာ Mac လိုမျိုးပင်လုပ်လို့ရသွားပြီ။ဒီ Dock ကနေပဲတစ်ဆင့် file တွေကို drag and drop support ကလည်း ကောင်းကောင်းအလုပ်လုပ်အောင်မယ်လို့ပြောတယ်။နောက်ထပ်ထူးဆန်းတဲ့ app ထည့်ပေးထားတာကတော့ menu bar app ထဲကိုဝင်ပြီးတော့ display အပေါ်ကနေပြီးတော့ swipe down လုပ်လိုက်လို့ရှိရင် app ရဲ့ menu bar ပေါ်လာမယ်။ control တွေကိုအဲ့ဒီကနေပြီးတော့ရွှေ့လို့ရပါမယ်။ဆိုတော့အရင်ကထက်အများကြီးပိုပြီးတော့ max ဆန်လာတယ်ပေါ့နော်။ Acer နဲ့ display မှာပါဒီ Windows system ကြီးကအလုပ်လုပ်မယ်ဆိုတော့အရင်ကထက်စာလို့ရှိရင် monitor နဲ့တွဲသုံးရတာအများကြီးပိုအထိပ်ပဲရှိသွားတယ်။တရင်ကောင်နောက်တစ်ခုကဒီ feature တွေက iPad OS 26မှာရမယ် iPad model အကုန်လုံးမှာအလုပ်လုပ်မယ်။ ဆိုတော့ iPad mini တွေနော် basic တွေမှာပါတုံးလို့ရမယ် iPad mini မှာတော့တိတ်ကောင်းကောင်းအလုပ်ဖြစ်မဲ့ပုံတော့မပေါ်ဘူးတိတ်တိတ်လေးကိုဒါပေမဲ့မရတာထက်စားလို့ရှိရင်တော့ကောင်းသွားတယ်ပေါ့ဗျာနော်ဒါ normal user တွေအတွက်လို့ပြောလို့ရတယ်ဆိုပေမဲ့ creator တွေအတွက် power user တွေအတွက်ပို့ပြီးတော့အသုံးဝင်သွားတာပေါ့ပြီးတော့ဒီ creator တွေအာ power user တွေအတွက်နောက်ထပ်အသုံးဝင်မဲ့ feature နောက်နှစ်ခုရှိသေးတယ်ပထမတစ်ခုက audio selection tool ဆိုရဲကောင် तू က external mic တွေနဲ့ချိန်ထားတဲ့အချိန်မှာ ဘယ် app ကိုဆိုရင်ဘယ် mic ကနေအတန်ဖမ်းမယ်ဆိုတာကိုရွေးလို့ရတယ်ပြီးတော့အတန်လဲပိုကောင်းအောင် voice isolation လိုမျိုး mode လေးတွေလည်းထည့်ပေးထားတယ်နောက်တစ်ခုကကြတော့ background process အနေနဲ့ run နိုင်သွားတဲ့ feature ဥပမာအဖြစ်เนาะကျွန်တော်တို့ final cut export ထုတ်နေရင်းနဲ့မဆောက်နေဘဲနဲ့ထွက်လိုက်ပြီးတော့နောက်မှာတခြားတစ်ခုသွားလုပ်နေလို့ရတယ် export process ကိုအပေါ်နှမ်းမှာပြပေးနေမယ်ဟမ်ဒါ DaVinci Resolve မှာပါတုံးလို့ရမယ်တော်တော်လေးမိုက်တယ်အရင်တုန်းက iPad က Mac replacement မဖြစ်နိုင်တာဒါကြောင့်လို့ ြောလို့ရတဲ့ feature တွေပေါ့နော်ဒါဒီကောက်မှာဒါတွေကိုပြင်ပေးထားတယ်ပေါ့ဒီ iPad OS 26ရမယ့် iPad list ကိုတော့ကျွန်တော်အခုဒီမှာပြပေးထားတယ် Okay နောက်ထပ်တစ်ခုက Mac OS 26ဒီမှာအဓိကပြောင်းလဲသွားတာကတော့ဒီဇိုင်းရယ် customization ရယ် spotlight ရယ် shortcut ရယ် dock နဲ့ sidebar နဲ့ toolbar တွေက liquid glass design လို့နာမည်ပေးထားတဲ့အတိုင်းပဲရေလိုလိုဖန်လိုလိုကြီးကြီးလင်းလင်းလေးနဲ့ reflective ဖြစ်မယ် refractive ဖြစ်မယ် menu bar ကိုလုံးဝ transparent ဖြစ်အောင်လုပ်ပေးလိုက်တယ် folder icon တွေကိုအယောင်ပြောင်းတာတို့တခြားပုံဒါမှမဟုတ် emoji တွေထည့်တာလို့လုပ်လို့ရမယ် dark mode မှာပါ icon တွေကအခုလိုမျိုးလှလှပပလေးဖြစ်သွားတယ် shortcut app မှာလည်း nego shortcut တွေအပြင်ကို AI နဲ့တွဲပြီးတော့အလုံးလုံးမဲ့ smart shortcut တွေထည့်လို့ရမယ်အသေးစိတ်ကတော့ကျွန်တော်စမ်းသုံးပြီးတော့မှပဲဘလောက်အဆင်ပြေမယ်ဆိုတဲ့ကိစ္စကသိရမယ်ပေါ့နော်ဆိုတော့ကိစ္စတော်တော်များများကို20 30ကိုယ်တိုင်လုံနေကြမလို့တော့ပဲ ਨੇ AI အကူအညီနဲ့တခါလေးလုပ်လို့ရသွားရင်ပုံစံမျိုးလို့တော့မြင်တယ် ဥပမာအဖြစ် class မှာအတန်သွင်းထားတယ်နော် note နဲ့လိုက်မှတ်ထားမယ်အဲ့ဒါကိုကြိုက်မကြိုက်စစ်ပေးပြီးတော့လိုနေတဲ့ key point တွေကို note မှာထည့်ခိုင်းတာမျိုးအဲပြီးတော့ပိုကောင်းတာတစ်ခုက shortcuts မှာသုံးမဲ့ AI ကို private cloud compute ကနေပြီးတော့ယူမှာလား ChatGPT ကိုယူခိုင်းမှာလားအဲအဲ့ဒါလည်းရွေးလို့ရမယ်ဒီတဲ့ပုံမိုက်တဲ့ improvement ကတော့ spotlight မှာပါလာလိမ့်မယ်အခု spotlight ကိုကဒီ mac ကိုတိတ်မသုံးတတ်တဲ့ old user တွေလောက်ပဲသုံးကြတာများတယ်ပေါ့နော် productivity ကိုစိတ်ဝင်စားတဲ့ power user တော်တော်များများက spotlight နေရာမှာ ဘရီဂတ်တို့ဒါမှမဟုတ်အယ်ဖရက်တို့အဲ့လိုမျိုးတွေပြောင်းသုံးကြတယ်။အခုဒီ spotlight အစ်စ်ကအဲ့ဒီရီဂတ်တို့အယ်ဖရက်တို့ကိုအစားပြန်ထိုးနိုင်လောက်တဲ့အထိ powerful ဖြစ်လာနိုင်မဲ့သဘောမှရှိတယ်။လုံးဝအစားမထိုးပလိုက်နိုင်ရင်တော့မှဒီကောင်နေနီးပါအတုံးဝင်လာမဲ့အနေထားလောက်တစ်ခုဖြစ်လာနိုင်တယ်။ကိုရှာလိုက်တာနဲ့ relevance ဖြစ်တဲ့ result တွေကိုအပေါ်မှာပေါ်နေအောင်လုပ်ပေးထားမယ်။ file save folder save app တွေနဲ့ message တွေတဲ့အထိဒီကောင်ကဝင်ရှာလို့ရတယ်။ AI integration ပါတဲ့အခါကျတော့သုံးနာကြာလာလေးလေး user ဘာလုပ်ချင်တာလဲဆိုတာကိုသိလာလေးလေးဖြစ်လာမယ်။ contextual awareness တွေရှိတဲ့အခါကျတော့အခုလုပ်နေတာကိုကြည့်ပြီးတော့ဒါပြီးရင်ဘာလုပ်မယ်ဆိုတာကိုလည်းသူခန့်မှန်းနိုင်တယ်။ပြီးတော့ Regex မှာလိုမျိုးပဲလုပ်ချင်တဲ့ action ကိုအတူကောက်စလုံးနေနဲ့မှတ်လို့ရတဲ့ quick key ဆိုတာလေးပါလာတယ်ဥပမာအဖြစ် send message ဆိုလို့ရှိရင် sm ဆိုပြီးရိုက်လိုက်တာ ਨੇ spotlight မှာပဲ message ကိုရိုက်ပို့တဲ့သူကိုရောတခါလေးရွေးတန်းပို့လိုက်ရုံပဲ app တွေထဲက comment တွေကိုလည်း spotlight ကနေပြီးတော့ရှာလို့ရလာတယ်။ဥပမာ pages app ထဲက background remove လုပ်တာလို့ပါလို့ပေါ့နော်။ဆိုတော့ Rakes နဲ့ Alfred အတွက်မျှော်လင့်ချက်ကတော့ spotlight မှာမရနိုင်တဲ့ community plugin ကောင်းကောင်းတွေပဲကျန်တော့မယ်။ဒီ Regis တို့ Alfred တို့မှာဗျာအဲ့လို plugin တွေရလို့တုံးနေဆိုတာလောက်ကလွဲပြီးတော့ Make အတွက်အခုလိုမျိုးမဖြစ်မနေတုံးရတယ်ဆိုတဲ့ app တွေကဖြစ်ရှင်မှာဖြစ်တော့မယ်ဒီကောင်းလေးကိုအစားထိုးသွားနိုင်တယ်ပေါ့ကျွန်တော်တို့လို power user တွေကလွဲလို့ရှိရင်လူတော်တော်များများလေ spotlight က spotlight နေရာ ြန်ရောက်သွားမယ်ပြီးတော့ phone app လည်းထည့်ပေးလာပြီကျွန်တော်ခုနကပြောခဲ့တဲ့ live transition feature ပါညာအကုန်ရမယ်နော် live activity ဆိုခေါ်တဲ့ feature က iPhone က grab မှာတို့ဘာလို့သိရမလားဒီ real time updates အနေနဲ့ပြပေးမယ်ပုံစံမျိုးက Mac ပေါ်ရောက်လာတယ် continuity လည်းပိုကောင်းလာတယ် phone ကိုတသက်ဖွင့်နေစရာမလိုတော့ဘူးပေါ့နော်တိတ်မလိုတော့ဘူးပေါ့ Okay, watch OS 26မှာလည်း အာပုံပြောင်းသွားမယ်တခြား feature အပိုင်းမှာတော့အများကြီးပြောင်းလဲသွားတာတော့တိတ်မရှိဘူး improve လုပ်ထားတာဘာညာလောက်ပဲရှိတယ်ဥပမာအဖြစ် smart stack မှာ prediction algorithm ပိုကောင်းအောင်လို့ one device data သုံးလိုက်ပြီးတော့ကိုယ့်ရဲ့ဒီ daily routine မှာပိုမြန်အောင်ပိုအဆင်ပြေအောင်လုပ်ပေးလိုက်တာမျိုးဆိုတော့ကိုကထားပါတော့မနေ့တိုင်းဂျင်ရောက်တာနဲ့ smart stack hint လေးပေါ်လာမယ်အဲ notification ဘိုင်းမှာဆိုလို့ရှိရင်လေကိုရောက်နေတဲ့ပတ်ဝန်းကျင်က ambient noise level ပေါ်မှာလိုက်ပြီးတော့ notification သံကို ချိန်ပြီးတော့အတိုးအကျယ်လုပ်ပေးမယ်အဲအဲ့လိုမျိုးလေးတွေပေါ့နော် ပြီးတော့တော့ဒီ Apple Watch Series 9နဲ့နောက်ပိုင်း Apple Watch တွေမှာဆိုရင် Apple Intelligence ရတဲ့ဖုန်းတွေနဲ့တွဲပြီးတော့ message တွေမှာ automatic translation တွေပါလေးပါလာမယ် smart replies ကလည်းအရင်ကထပ်ပို့ပြီးတော့ intelligent ဖြစ်လာ workout app မှာ design changes တွေလုပ်ပေးထားတယ်ဒါတော့ပဲအများကြီးပြောင်းလဲသွားတာမျိုးတော့မရှိဘူး တော့ခင်ဗျားတို့လိုမျိုးတကူရေတကာရသမားတွေအတွက်လည်းအပြင်ထွက်ဝက်ကောက်လောက်တာဘာညာဆိုလို့ရှိရင်လည်းအထီးမကျန်ရအောင်လို့အဆက်မပြတ်စကားပြောပြီးတော့အားပေးနေမဲ့ assistant သဘောမျိုးလည်းပါလာတယ်ဒီကောင်ကကိုယ့်ရဲ့ workout data ကိုကြည့်ပြီးတော့ကိုပြေးတာဘလောက်ရှိပြီလဲအရင်ကထက်ဘလောက်တိုးတက်လာပြီလဲဆိုတာကိုတွတ်တွတ်နဲ့ကိုယ်ဘေးနားနေအားပေးနေမှာကျွန်တော်တော့သုံးဖို့မပြောနဲ့အခုဒီ workout buddy ရဲ့ AI စကားပြောတဲ့အင်ဂျီကိုတော်တော် annoying ဖြစ်တယ်လို့မြင်တယ်ကျန်ဆိုလဲပြေးနေတယ်။ဟဲ့လှုပ်တာမင်းပြေးတာဘယ်လိုဖြစ် <laughs> Great job starting your run. This is your second run this week. You're crushing it, closing that move ring for six straight days. Let's keep building on that with your run today, fueled by some house vibes from Muramasa. Okay, now take a look at Vision OS. ဒါတော့လူတူတော်များများနဲ့မသက်ဆိုင်တဲ့ OS ပေါ့နော် Vision OS 26ကလည်းအများကြီးပြောစရာသိမရှိဘူး သူက widgets တွေပို့မိုက်သွားတယ်အဲ special widgets တွေပေါ့သူကပြပြောရမယ်ဆိုလို့ရှိရင်ကိုမြင်နေရတဲ့ space ထဲမှာအဲ့ဒီ widget တွေကို seamlessly ထားလို့ရအောင်လုပ်ထားနိုင်တယ်ဥပမာအဖြစ်နိုင်ရန်ပေါ်မှာအာ나이 widget လေးထားလိုက်လို့ရမယ်ပေါ့အဲအဲ့နေရာမှာပဲသူကညှိနေမှာ frame width တွေ color တွေအဲပြီးတော့ဒီ depth တွေအဲ့ဒါတွေကိုပါကိုစိတ်ကြိုက် ပြောင်းလို့ရတယ်ဒါလေးလည်းတော်တော်မိုက်တယ်ပေါ့နော်တခြားသောဒီ music widget တွေ weather widget တွေကလည်းတော်တော်လေးထားကြသွားတယ် 26မှာလည်းအဲ့လိုပဲ liquid glass UI နဲ့ဖြစ်သွားပြီးတော့ app icon တွေကပို့ပြီးတော့ vibrant ဖြစ်သွားမယ်ပြီးတော့ karaoke mode ဆိုတာလေးလည်းပါလာတယ်ဆိုလိုတာကကိုယ့်ရဲ့ iPhone ကို mic အနေနဲ့သုံးပြီးတော့သရှင်းဆိုလို့ရမယ်အင်းပြီးတော့နောက်ပိုင်းဒီ iPhone တွေ iPad တွေ Mac တွေပေါ်ရောက်လာမဲ့ multi platform game app တွေကိုလည်း support လုပ်ပေးအောင်မယ်လို့ပြောတယ်ဆိုတော့ Apple TV user တွေအတွက်လည်းမဆိုးဘူးဆိုတဲ့ update လေးတခုပဲ okay ဆိုတော့ ဒါတွေကတော့မနေ့ကညတော့ငါလှုပ်ပြီးသွားတဲ့ WWDC 2025မှာပြသွားတဲ့ Apple ရဲ့ OS ဘောင်းချုပ်စီးရင်ရှင်တဲ့အင်းရဖြစ်ပါတယ်ဒီဘောင်းချုပ်ကြီးတစ်ခုလုံးရဲ့ပြောင်းလဲမှုက Liquid Glass UI ကအာလုံးဝ front and foremost ပေါ့နော်ဆိုတော့ခင်ဗျားတို့ရောဒီ UI design ကြီးကိုလှတယ်လို့ထင်လားဒါမှမဟုတ် content တွေကိုကြည့်ရတာရှုပ်သွားတယ်လို့ထင်လား Windows Vista ကြီးနဲ့တူတယ်ဆိုတာကိုရောခင်ဗျားတို့ဘယ်လိုသဘောရလဲ ထုံးစံတိုင်းမဲ့အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသားလို့ရပါတယ်။ Okay. နောက်နေ့မှတွေ့ရပါဗျ။